မိမကြီးတခုလောက်ပြောချင်လို့ပြောကြည့်လေအညာကအမကွာဒီကိုခေါ်ထားမှဖြစ်တော့မယ်ဘာဖြစ်လို့လဲသူ့ဘာသာသူနေနေတာကိုခုသူ့ဘာသာသူနေစရာကိုမရှိတော့တာအဲ့ဒါငါမှမခေါ်ထားရင်လည်းနေစရာလည်းမရှိတော့ဘူးအေးပါလေအားလုံးဒုက္ခရောက်နေတဲ့အချိန်ဆိုတော့ရှိတာလေးနဲ့လည်းမျှစားနိုင်ရင်တော့ခေါ်ပေါ့ ဤသို့ဖြစ်တော့ရွှေမြိုင်တယောက်ရန်ကုန်ကိုရောက်လာလေတော့တယ်။မောင်ဖြစ်သူကလည်းတက်စီမောင်တိုက်ခန်းကလည်းငှားနေရ။လင်မယားတယောက်တည်းရှိတယ်ဆိုပေမဲ့လည်းတက်စီကဆွဲမကောင်တိုက်ခန်းစေးတွေကလည်းတက်၊ကုံစင်းနှုံးတွေကလည်းသုံးလေးစားလောက်တက်နေတဲ့ရန်ကုန်ကအညာကိုပြောင်းပြောင်းမလာစဉ်းစားနေကြမှာပဲ။ဟိုမှာကလည်းအခြေအနေကမကောင်။ဟိုကတော့ပြောင်းလာအောင်မယ်ဟုဆိုပြန်တယ်။ဒေါ်ရှိမြိုင်ကိုမောင်ဖြစ်သူကိုကျော်လှိုင်းကအဝေးပြေးကိတ်တွင်သွားကြိုလီတော့တယ်။ အမတော်ရှိမြိုင်မှာအသက်80ကျော်အပြူကြီးဖြစ်နေတော့တယ်။ရွာတွင်ကြံခဲ့တဲ့ဘိုးဘပိုင်မှန်သမျှကလည်းမျော်လင့်စရာအကြောင်းကမရှိ။သူ့မှာကြောတက်တာကြီးတစ်လုံးသာပါလာနိုင်တော့တယ်။ဒေါ်ရှိမြိုင်ရောက်လာတဲ့ဖြင့်ကိုကျော်လိုက်ဇနီးမအေးချစ်ကအပေါ်ဝင်ငွေရရန်ဈေးထဲကကုန်ကျစရိုင်တွေအလုတ်သွားလုံနေတော့တယ်။ဒေါ်ရှိမြိုင်းကအိမ်ဆောင်အဖြစ်ကျန်းခဲ့တဲ့အိမ်ရှိလူကုန်မရှာရွေးလည်းမဖြစ်ဒေါ်ရှိမြိုင်းကမကြမ်းမသောကြောင့်စိတ်ကူရတဲ့အတွက်ငွေကလည်းကုန်သေးတယ်။ကိုကြော့လိုက်။ဘာလဲကွာ။ကျမဟိုတလောကဝယ်ထားတဲ့စံသုံးပြီပြီလေ။အဲ့ဒါရှင်းယူသေးလား။ ငါကစံကိုဘာယူလို့ရမှာလဲကွဘာမှတော့မစားရသေးဘူးကုံနာကမြန်လုံးလို့မေးကြည့်တာပါမင်းကွာစားလို့ကုံနာပေါ့ဘယ်သူကကစားမှာလဲနောက်တစ်ပတ်အကြာကိုကြော်လိုက်ဟောကျမတို့ခွဲတန်းရထားတဲ့စောင်းစီ90သားလေးဓမ္မဖိကပ်ပဲရှိတော့တယ်ရှင်ယူသေးလားမင်းဘလို့ဖြစ်နေတာလဲတခုခုဆိုရင်ငါယူသလားငါယူသလားနဲ့ငါကဘယ်မယားကိုပေးရမှာလဲတီးဘူးလေတော့ပျောက်နေလို့မေးကြည့်တာနောက်တစ်ပတ်ခန့်အကြာမှာတော့ကိုကြော်လိုက်ဘာလဲဒီတခါတော့ရှင့်မကိုမေးမှဖြစ်တော့မယ်ဘာမေးမှလဲ ကျမဝယ်ထားတဲ့ငမွေရိုးချောက်တီးပြောင်းနေပြန်ပြီမင်းငါချောက်ပြောက်တာနဲ့ဘာဖြစ်လို့ငါအမှန်ကိုမေးရမှာလဲဘာလဲမင်းကတခိုးလို့ဆွဆွဲလိုက်တာလားအိမ်မှာ၃ယောက်ပဲရှိတာလေ၂ယောက်မရှိဘူးဆိုရင်တော့တယောက်ကိုမေးရမှာပဲအခုဟာတိတိတသားကြီးကိုပြောက်နေတာလေမိမရဲ့သူ့မှာအာကိုလည်းမရှိကျမကြီးကလည်းမကောင်းငါတို့ကိုအာကိုနေရတာတွားပြီးမမေးပါနဲ့ကွာလူရင်ကကိုပြောငါဝယ်ပေးမယ်ဟုတ်ပြီလား နောက်3လကြာရင်တော့ဒေါ်ရှင်မြိုင်စေယုံတင်လိုက်ရတယ်။ကျမ်းမာရေးအခြေအနေမကောင်းတဲ့ဖြစ်စေယုံတင်ရခြင်းပဲဖြစ်တယ်။သူ့ကိုစေယုံတွင်ပြုစုရန်မအေးချစ်ကလည်းအလုံမစင်ရတော့အခြေအနေကဆိုးလာတဲ့ဖြစ်စေယုံတင်ရင်300ရာကျော်မှတော့ဒေါ်ရှင်မြိုင်ဆုံးသွားလိမ့်တော့တယ်။သူ့ကွယ်လုံးမှာသူ့လယ်ဝင်းတွင်ချိန်ဆထားတဲ့တက်တာတော့ကိုမအေးချစ်ကဖြုတ်ယူလိုက်နိုင်တယ်။ထို့တော့ကိုလယ်ဝင်းတွင်ဆွဲထားတဲ့ဖြစ်သူမျက်စောင်းထိုးနေတာလည်းကြာပြီးယခုမှရတော့တယ်။အလောင်းကိုရေခဲတိုက်ထဲပို့ပြီးတော့သူတို့လင်မယားနှစ်ယောက်အိမ်ကိုပြန်လာခဲ့ကြတယ်။ထို့ညတွင်ကိုကျော်လိုက်ဟောရှင့်မှာတက်တာကြီးကိုဖွင့်ကြည့်ရအောင် ဖွင့်မနေပါနဲ့ကွာဘာမှလည်းရှိမှာမဟုတ်ပါဘူးရှင့်မကမသေးခင်တဖွားဖွားပြောနေတာဘာလဲသိလားငါမအနာမရှိတာငါဘလို့သိမှလဲငါတက်တာငါတက်တာတဲ့အေးလေသူ့မှာဒီတမျိုးပဲပါလာတာဆိုတော့လေစိတ်ဆွဲမှာပေါ့လာပါတောက်ဖွင့်ကြည့်အောင်လင်မယားနှစ်ယောက်တက်တာကိုဖွင့်ကြည့်လိုက်လေတော့တယ်တက်တာတဲ့ရင်ဘာကိုတွေ့မြည်ထင်ပါသလဲစီပလီလေးကိုခွဲထည့်ထားဒီကငါးပလင်စံဒီကိုအထုပ်ကလေးတွေထုတ်ထားဒီကလေးတို့ထို့ပြင်မိုတက်နေတဲ့ပေါင်မုံများကလဲပဲထမင်းကြောင်နဲ့ငါးချောက်တွေကိုသာတွေ့ရတော့တယ်မအေးချစ်ကသူ့ယောက်ျားကိုကဲ ဘယ်လိုလဲဆိုတဲ့မျက်နှာအကြည့်နဲ့ကြည့်လိုက်လေတော့တယ်ကိုကျော်လိုင်းလည်းမျက်ရည်မစဲနိုင်အောင်ကြားခဲ့ရလေတော့တယ်သူ့မှာကွာငှက်ပြပြီးဒုက္ခရောက်နေတဲ့နေရာကလာရတော့နောက်ထပ်ဒုက္ခဖြစ်မှကိုကြောက်လို့နဲ့တူပါတယ်စူဆောင်းသိမ်းဆဲထားတာပါမင်းသားလည်းပြီးလိုက်ပါကွာကျမလည်းအဲ့ဒါလိုပြောမလို့ပါပဲရှင်ကျမတို့ကဒုက္ခနဲ့မတွေ့ဘူးရင်မဆိုင်ဘူးတော့လေသူ့လိုအတွေ့မျိုးခံစားရတဲ့မျိုးပဲရှိနိုင်ပါမလဲတော့မငတ်ဘူးဒုက္ခမှမရောက်ဘူးတာကိုရှင်အေးပါကွာငါစိတ်ထဲကိုမကောင်းလိုက်တာကျမလည်းစိတ်မကောင်းပါဘူးရှင် ဇလန်းလေးကဒီမာရင်ပြီးဆုံးတော့ပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲလူသားဆန်နိုင်ကြပါစေရှင်